မြန်မာနိုင်ငံထောဗဟိုဘဏ်အနေနဲ့73စီလုပ်ငန်းရှင်တွေရဲ့အတွက်အမေရိကန်ဒေါ်လာနဲ့ထိုင်းဘတ်တွေကိုနိုင်ငံခြားငွေကြေးဈေးကွက်ကသဆင့်ဇက်တိုက်ရောင်းချပေးလျက်ရှိပါသေး။ဒီလိုရောင်းချပေးလျက်ရှိရမှာအမေရိကန်ဒေါ်လာနဲ့ထိုင်းဘတ်တွေကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်ရက်ခုမတ်လ3ရက်နေ့မတ်လ10ရက်တွေမှာနိုင်ငံခြားငွေကြေးဈေးကွက်ကသဆင့်ရောင်းချပေးခဲ့တာဖြစ်ပြီးစုစုပေါင်းဒေါ်လာ89တန်းနဲ့ဘတ်တန်း450ရှိခဲ့ပြီးဖြစ်ပါ ထက်ဗဟုပန်အနေဖြင့်ပြပကတင်သွင်းနေရထက်73စီစောင်းစီဈေးတွေရောင်းနေကြဆင်းစေဖို့အတွက်73စီနဲ့စောင်းစီတင်သွင်းတဲ့လုပ်ငန်းရှင်တွေကိုနိုင်ငံခြားငွေတွေစက်တိုက်ထုတ်ဆောင်ပေးလျက်ရှိတယ်လို့သိရပါထက်ဒါအပြင်အခုလ6ရက်ကလည်းအတွင်းကုန်လုပ်ငန်းရှင်တွေရဲ့အတွက်ထိုင်းဘတ်တန်း90ကိုနိုင်ငံခြားငွေကြေးဈေးကွက်ကတဆင့်ထုတ်ရှောင်းပေးခဲ့တယ်လို့သိရပါတယ်ရှင်။